မင်္ဂလာပါရှင်။ဘာမခိတိသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့နယ်ကောင်ရှိကြောက်တရားရဲစခန်းကိုလက်ပြပုံဖြစ်သွင်းတိုက်ခိုက်မှုရဲစခန်းရှိရှိခင်းတဲ့အနီးကြားရောက်ပောက်ကွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်ကောင်ရှိကြောက်တတာရဲစခန်းကိုလက်ပစ်ပုံများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာရဲစခန်းရှိရှိကင်းတဲအနီချက်ရောက်ပောက်ကွဲခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ25ရက်နေ့နနက်အစောပိုင်းတနအီခန့်ကရန်ကုန်မြို့ကြောက်တတာမြို့နယ်စူးလေဖျားလမ်းမပေါ်ရှိကြောက်တတာရဲစခန်းကိုမျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ပုံနှလုံးဖြင့်ပစ်ခတ်ပောက်ကွဲတိုက်ခိုက်ခဲ့ရာရဲစခန်းရှိကင်းတဲအနီချက်ရောက်ပောက်ကွဲခဲ့ကြောင်းသိရပါရယ်။လက်ပစ်ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစခန်းရှိကင်းတဲတွင်နာ ကြားရောက်ပောက်ခွဲခဲ့ပါတယ်ကျွန်တော်တို့ဘက်ကပွဲပြီးတာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့တာမို့နောက်ဆက်တွဲအခြေအနေမသိရဘူးလူရှင်ဖြေလန်းရှင်းတဲ့အချိန်ကိုအချိန်ယူလုံဆောင်ခဲ့တာပါညိုတဲ့ကအဲ့ဒီစခန်းကိုလှုပ်ချင်လွန်းလို့အချိန်တလားလောက်ယူပြီးတိတိချာချာလေးကျင်ပြီးမှလှုပ်ခဲ့တာဖြစ်ပါတယ်ဟု Operation Flame သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ် ရှင်ရဲစခန်းသည်အကြံဖတ်စစ်တိုက်အထုရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်ကလှုပ်ဆောင်လျက်ရှိသည့်အပြင်မိဘပြည်သူများကိုနှီးမျိုးစုံဖြင့်မတရားဖမ်းဆီးနှိပ်စက်နေသောစခန်းတစ်ခုဖြစ်ကြောင်းထို့ကြောင့် Operation Flame Fire Power အထုစစ်စင်ရေးပြစ်မှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါစစ်စင်ရေးကို Operation Flame နှင့်အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ကြီးမြနိုင်မျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့နှင့်လာတာမျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Operation Flag အနေဖြင့်အကြံဖက်စစ်ကောင်စီကပြုလုပ်ဖော်ဆောင်မဲ့အထူးရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲ၍အကြံဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဆလဘီအကြံဖတ်စစ်တပ်တရဝင်းလူသက်လိုင်စင်ဖျားစီဖို့မေမပိကြရန် KNU နှိုးစော်ရဲဆွဲတဲ့တဲ့ကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အချမ်းဖတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာမဲထည့်ပြီးစစ်တပ်ကိုတရားဝင်လူသက်လိုင်စင်မပေးဘူးနဲ့စေအာနာရှင်စနစ်သက်ဆိုးရှိအောင်မလုံမိစေဖို့ခရင်အမျိုးသားအစည်းအရုံး KNU ကနှိုးဆော်လိုက်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့လူသက်စစ်ဖက်နဲ့အောက်မှာတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာလုံးဝမရှိတာမို့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လို့ကြောင်း KNU ကဆိုပါတယ်။စစ်ကော်မရှင်ဟာပြည်သူလူထုနဲ့သတင်းမီဒီယာတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် သတင်းလွှတ်ခွင့်တွေကိုပြင်းပြင်းထန်ထန်ကန့်သတ်ထားသလိုအတိုက်ခံနိုင်ငံရေးပါတီတွေကိုဖျက်သိမ်းတာနိုင်ငံရေးသမားတွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုမတရားသဖြင့်ဖမ်းဆီးထောင်ချတာကြိုးပိတ်တပြက်တာတွေလည်းရှိနေပါတယ်။ဒါပြင်အတူရောင်ရွှေကောက်ပွဲအတွက်ပြည်သူလူထုနားလည်ဖို့ခက်ခဲတဲ့မဲပေးစနစ်တွေကိုလှုပ်ဆောင်ထားပြီးလိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်တဲ့မဲပေးဆက်တွေကြောင့်စစ်တပ်လိုလားတဲ့မဲရလက်တွေရအောင်ပြင်ဆင်ထားတာဖြစ်တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ စစ်တပ်ကသူတို့အာဏာတည်မြဲရေးအတွက်ပြည်သူလူထုရဲ့အသက်ကိုသက်ရှိစီရိုးအဖြစ်အသုံးချတဲ့စစ်မှုတမ်းဥပဒေရွေးကောက်ပွဲအနိုင်ရရေးအတွက်ရွေးကောက်ပွဲဥပဒေပြင်ဆင်တာရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းတာနိုင်ငံသားတွေရဲ့ပို့ကူရေးဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပါပြဋ္ဌာန်းချက်တွေကိုဖျက်သိမ်းပြီးရွေးကောက်ပွဲကနေအကြမ်းဖက်လိုင်စင်ရဖို့ကြိုးပမ်းနေတာသာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဆိုထားပါတယ် လက်ရှိမှာစစ်ကော်မရှင်ကရက်ကွက်နဲ့ကြေးရွာတွေမှာဒုတိယအကြိမ်ကတ်ထားတဲ့မင်းစင်းရင်တွေကိုတွားရောက်စစ်ဆေးဖို့နှိုးဆော်နေပြီးတော်လရဲ့အင်အားစုတွေဘက်ကတော့အကြမ်းဖက်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုအတိအမှန်မပြုမဲမပေးချဖို့ဖြီးရင်းမှရောကမ္ဘာနိုင်ငံအသီးသီးမှာပါဆန္ဒပြနေကြပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မင်းအောင်လိုင်းတို့ရှိနေတဲ့၍အမေရိကန်ဤဝေလင်ကိုင်းစစ်ပွဲအနိုင်ရဖို့မရှိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဝါရှင်တန်သည်မိုးရစေဝါတိုက်ဖျက်ရေးအတွက်ဗနီဇွဲလားတွင်အစိုးရကိုပြောင်းပြစ်နိုင်မှဖြစ်မည်ဟုတွက်ဆလာနေပြီဖြစ်ပါသည်။ယခုလဲမြန်မာစစ်အုပ်စုမှအားပေးကူညီနေသည့်အွန်လိုင်းငွေလိမ်ခိုင်းများတိုက်ဖျက်ရေးတွင်အလားတူစဉ်းစားရတော့မည်ဖြစ်သည်ဟုအေရှားတိုင်းစာဆောင်တွင်ရေးသားထားပါသည်။အရှိတောင်အရှာတွင်အခြေစိုက်ထားသည့်အွန်လိုင်းငွေလိမ်ခိုင်းများသည်တက္ကပါလုံးအတွက်အနေရကြီးချရောက်လာနေပြီဖြစ်ပါသည် အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ၎င်းတို့တနိုင်ငံတဲတွင်ပင်2024တနှစ်တဲတွင်ဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရမှာယခုအခါ16ဘီလီယံအထိရောက်ရှိလာနေပြီဖြစ်ပါတယ်ဟုသိရပါတယ်။ထို့များအထိဖြစ်လာနေပြီးကွန်ကရစ်နှင့်ထရန့်အစိုးရသည်အလန့်တကြားဖြစ်လာပြီးထင်သာမြင်သာသည့်အရေးယူမှုများပြုလုပ်ရန်စတင်လာပြီဖြစ်ပါတယ်။ Republican Outlook တော်အမတ် Jefferson Sheriff ကပြည်ပအွန်လိုင်းငွေလိမ်လုပ်ငန်းများဖြိုဖျက်ရေးဥပဒေကြမ်းကိုတင်သွင်းလာပါတယ်။ အထက်လွှတ်တော်တွင်လည်း Republican အမှန်ငွေလိမ်ကိုင်းများရက်စားရေးဥပဒေကိုတင်သွင်းလာပါတယ်။နိုဝင်ဘာ12ရက်တွင် American ရှေ့နေကြုံရုံက Scan Center Strike ဖို့ SCSF ကိုတရားဝင်ဖွဲ့စည်းလာခဲ့ပါတယ်။ထို့ဖွဲ့သည့်လုံနေကြ Taskpo မျိုးမဟုတ်ဘဲဖြက်ဖြက်တာတာနဲ့လက်မြန်ချင်းများလုံးမဲ့အဖွဲ့မျိုးဖြစ်ပါတယ်။ထို့သောရာဇဝတ်ကိုင်းများထွက်ပေါ်လာရခြင်းသည်လည်းနာရရှိလာသောစင်းရဲမွဲတီမှုအုပ်ချုပ်မှုအားနေခြင်းလူကုန်ကူးမှုနှင့်တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းအစရှိသည့်အရင်းကအကြောင်းတရားများ နှက်ဆိုင်စွာတည်ရှိလာခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်ပထမပိုင်းတွင်တရုတ်ရာဇဝတ်ကိုင်းများကကာစီနိုများအွန်လိုင်းလောင်းကစားဝက်ဆိုင်များမှတက်စင်စတင်လာခဲ့ခြင်းဖြစ်ပါတယ်မြန်မာတွင်တော့အချင်းဖြတ်တိုင်းသားလက်နက်ကိုင်အုပ်စုများနဲ့စေအုပ်စုအကြားလဝါချင်းရိုက်ပြီးအကာအကွယ်ပေးထားကအကျိုးအမြတ်ခွဲယူရမှရဲတင်းလာခြင်းဖြစ်ပါတယ်ထို့သောလုံနေကြခြင်းကိုတသက်တေအထောက်ထားများကဒုနဲ့တေးရှိလာနေပြီဖြစ်တဲ့ ရှမ်းမြောက်ဒေသရှိလောက်ကိုင်းနှင့်မိုင်းလားတွင်မူစစ်တလက်အောက်ခံ၉ခန့်နေကြဆောင်တပ်ဖွဲ့၏အခါခွဲအောက်တွင်ကြီးထွားလာခြင်းဖြစ်ပါれ။စေအုစုမှထိုလုံးရက်များကိုနှိမ့်နှင်းရန်ညှင်းဆိုလာခြင်းကြောင့်တရုတ်၏မိစိန်ပြမှုဖြင့်၂၀၂၉စစ်စင်ရေးကြီးပေါ်ထွက်လာရခြင်းဖြစ်ပါれ။ထိုစစ်စင်ရေးမှစစ်တပ်နှင့်ဆက်နွယ်နေသော၉ခန့်ကောင်းဆောင်အများပြဖမ်းဆီးရရှိခဲ့ပါれ။ရှမ်းမြောက်ဒေသတွင်အဆိုပါခိုင်းများပြိုလဲသွားခဲ့ခြင်းကြောင့်ကရင်နှင့်မွန်ပြည်နယ်များအတွင်ငွေလိမ်ခိုင်းများခေါင်းထောင်ထလာခြင်းဖြစ်ပါれ။ ထို့ထဲတွင်နမဲဆိုးထွက်လာရသည့်ကကရင်နယ်ကြားဆောင်တက်ကောင်းဆောင်စော်ချစ်သူကိုကဲနေသည့်ရွှေကုတ်ကိုစခန်းပင်ဖြစ်သည်၎င်းကမင်းအောင်လိုင်စီစဉ်လာသည့်ရွှေခောက်ပွဲကိုထောက်ခံသွားမည်ဖြစ်သည်ဟုလူသိရှင်ကြားပြောကြားခဲ့သည်2023ခုနှစ်တွင်စော်ချစ်သူအောင်မင်းအောင်လိုင်မှဖွဲ့ရူးကုံတို့များပေးအပ်ချင်းမြင်လာခြင်းကပင်၎င်းတို့အချင်းချင်းနှဆိုင်စွာပါဝင်ပတ်သက်နေသည့်ကိုပြဆိုနေသည့်ထမှန်ထွက်ပေါ်လာသောတတ်တေထောက်ထားတစ်ခုဖြစ်ပါသည် ဆေယုစုအာနာတီမြဲနေတဲ့၍ငွေလိမ်ကိုင်းများအပုံစံအမျိုးမျိုးနဲ့အကာအကွယ်ပေးနေကြမိတာဖြစ်သည်2024တွင်ထွက်ပေါ်လာသောအထင်ရှားဆုံးအထောက်အထားတစ်ခုတည်းကထိုင်းဘက်မှအင်တာနက်လိုင်းများကိုဖြတ်တောက်လာသည့်အခါတွင်စစ်တပ်၏မိုင်းတဲမှချက်ချင်းလိုအစားထိုးပေးလာခဲ့ခြင်းဖြစ်ပါသည်အမေရိကန်မှ၎င်းတို့အားထိန်းချုပ်ရန်ပြစ်မှတ်ထားဒဏ်ခတ်အရေးယူလာပါသည်သို့တော်လည်းအောင်မြင်သင့်သလောက်မအောင်မြင်ခင်ထို့တွင်ယခုလို SCSS ဖွဲ့စည်းလာခြင်းအားမရှိမဖြစ်လိုအပ်ချက်တရအဖြစ်ကြိုဆိုရမည်ဖြစ်ပါသည် သုတေသနပြုချက်များအရဒီမိုကရေစီနည်းလမ်းများဖြင့်အုပ်ချုပ်နေသည့်ဖိလစ်ပိုင်သည်နေနေရတွင် အာနာရှင်နိုင်ငံများဖြစ်သောမြန်မာလောက်ကမ်ဘောဒီးယားတို့ထက်ပိုမိုထိရောက်မှုရှိသည်ကိုတွေ့လာရပါသည်။ဝါရှင်တန်သည်ဗနီဇွဲလားတွင်အုပ်ချုပ်ရေးအဖွဲ့အပြောင်းလဲလုပ်ဖို့စဉ်းစားနေသလိုမြန်မာရှိငွေလင်ကိုင်းများကိုအပြည့်အပိုင်ဖြတ်သိမ်းလိုပါကမြန်မာစစ်အုပ်စုကိုအလားတူလုပ်ရတော့မည်ဖြစ်ပါသည်။ထိုကဲ့သို့အပြောင်းလဲလုပ်ရန်မြန်မာတွင်အစားထိုးနိုင်မည့်အစိုးရအဖွဲ့အသိရှိနေပြီဖြစ်ပါသည်။ စစ်မှန်သည့် Federal Democracy ရရှိရေးစ조사နေသည့်တိုင်းသားတော်လှန်ရေးအဖွဲ့များနေရာအနှံ့စည်းအုပ်ချုပ်ရေးကိုလက်နက်ကင်တွန်းလှန်နေသည့်ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့များအမျိုးသားညီညွတ်ရေးအစိုးရတို့ဖြစ်ပါれအစိုးရအင်အားစုများသည့်တဖြည်းဖြည်းနှင့်အောင်မြင်မှုများရရှိနေကြပြီဖြစ်ပါれယခုအခါ၎င်းတို့အားလုံးအမေရိကန်ဤပံ့ပိုးမှုကိုလိုအပ်နေသည့်ကွန်ကရစ်သည်မြန်မာတို့ဤဒီမိုကရေစီအရေးအတွက်လိုအပ်သည့်များပံ့ပိုးပေးရန် Pharma Act ကိုအတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည် ထိုအချိန်ကငွေလင်ကိုင်းများအရေးသည့်ယခုလိုအုပ်အော်တောင်းနေဖြစ်မလာသေး၍ဥပဒေတွင်ထိုအရေးကိုဖြည့်ရှင်းရန်ထည့်သွင်းထားခြင်းမရှိပေ။ထို့အတွက်အထက်တွင်ဖော်ပြသည့်ဥပဒေချမ်းများအစိုးပြုလာရခြင်းဖြစ်သည့်ဗမာအတွင်ပါရှိသည့်လူအသက်အန္တရာယ်မပေးနိုင်သည့်အကူအညီများဆိုသည်ကထိုစဉ်ကငွေလင်ကိုင်းများသည့်နေဆက်ဖြတ်ကျော်ပြီးအမေရိကန်လုံခြုံရေးကိုချိန်ချောက်လာသည့်အနေအထားဟုထည့်သွင်းစဉ်းစားရန်မလိုသေး၍ဖြစ်တော်လဲလက်ရှိအနေအထားနှင့်မလျော်ညီတော့ပေ။ အဆိုပါခိုင်းများသည့်လူကုန်ကူးခြင်းငွေများခဝါချခြင်းလက်နက်မောက်ကိုကူးခြင်းအစရှိသည့်တို့အကုံလုတ်ကင်နေကြသူများဖြစ်သည့်၎င်းတို့ကြောင့်ဒေတာတစ်ခုလုံးမတိမငိမ့်ဖြစ်လာပြီးအမေရိကန်အကျိုးစီးပွားကိုထိခိုက်လာနေပြီဖြစ်သည့်ထိုအနေထားသည်အမေရိကန်မှအကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ရန်စဉ်စားပြီးတစ်ဖက်သက်အရေးယူရန်ဆုံးဖြတ်ထားသည့်ဗန်နီဇွဲလာနှင့်တော်တော်များများတူနေသည့်အမေရိကန်သည်၎င်းတို့အကျိုးစီးပွားကိုဓာတ်ရိုက်တိုက်ခိုက်လာလျင်အမေရိကန်သည်၎င်းတို့အကျိုးစီးပွားကိုဓာတ်ရိုက်ထိခိုက်လာလျင်အရေးယူရန်လက်မနေ ယခုမြန်မာပြည်တွင်ထိုးထိုးထိခိုက်အောင်လှုပ်လာပြီးဖြစ်သည်ထိရောက်စွာလုံနိုင်ဖို့ဤလုပ်ငန်းများကိုအမှန်တကယ်ဖြစ်မြောက်အောင်လှုပ်ဆောင်သူများဖြစ်သောအကျင့်ပြက်အရာရှိများရာဇဝတ်မှုကျူးလွန်သောစစ်ဗျင်များနှင့်မြမစစ်အစိုးရတရက်လုံးတို့ကိုပြစ်မှတ်ထားနိုင်မှဖြစ်မည်အမေရိကန်ပြည်ထောင်စုဒေတာရင်းအစိုးရများနှင့်နိုင်ငံတကာမိတ်ဖက်များအကြားဟန်ချက်ညီညီတန်တမန်ရေးဖိအားပေးမှုထောက်လှမ်းရေးအချက်အလက်များမျှဝေမှုနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့အလိုအပ်မည်ဖြစ်ပါသည် အဆိုပါဂိုင်းအဖွဲ့များသည်ကမ္ဘာတဝန်ရှိလူများကိုအမျက်ထုတ်အနိုင်ကျင့်နေကြ၍နိုင်ငံတိုင်းက၎င်းတို့ကိုလိမ့်လည်သူများအဖြစ်စစ်ကျင်ညာပြီးကမ္ဘာလုံးဆိုင်ရာစစ်ပွဲတစ်အဖြစ်သဘောထားတင်သည်ထိုစစ်ပွဲတွင်အမေရိကန်ပြည်ထောင်စုသည်ခင့်မမိတော့သောဖာမာအက်ဥပဒေမှအခွင့်အာဏာများကိုပြန်လည်ပြင်ဆင်ပြီး၎င်းတို့လက်ထဲတွင် ရှိသောကရိယာတိုင်းကိုအသုံးပြုသင့်သည်ဟူ၍ဖြစ်သည်ဖီသူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်